နှစ်သက်မှာစိတ်သက်လူသက်နဲ့ပျော်စင်ပါစေဆိုရဲဆူတောင်းလဲမပြစ်နိုင်တာမို့လို့တရားတရားဟောင်းတွေနဲ့အနတရားဟောင်းတွေကိုစေထက်ဖို့တွေးရင်တိထက်ဖို့ဘီမပြိုလဲအောင် နေထိုင်ဖြစ်မဲ့နေ့လေတနေ့ပဲဖြစ်မှာပါပုံမှန်ဆိုရင်ပတောက်ပန်းတွေလိုင်းနေအောင်ပွင့်တဲ့အခါမှာတကြံချင်းတန်တွေ ကြဲကြဲလောင်လောင်ကြားတဲ့အခါတခုခုကိုလွမ်းဆွသူလိုမျိုး ပျော်စင်တယ်လို့မျိုးခံစားရမိပေမဲ့လည်းဒီနေ့တကြံမှာတော့ပိုနာကျင်နေတယ်လို့မျိုးပဲခံစားမိတယ်။တကြံအောင်ရောက်နေပြီးတော့ဆိုရက်အတိလေးတစ်ခုပဲရှိပြီးတော့တကြံဆိုရက်အရင်ကမျောလင်းခဲ့မိတဲ့နေရက်တွေလိုမျိုးခံစားချက်တွေရှိနေတော့ပါဘူး။အတားတကြံမှာမကောင်းတာတွေအားလုံးစေကြောတယ်ဆိုပြီးတော့ယုံကြည်ခဲ့တဲ့ကျွန်တော်တို့တွေဟာအဆိုးတွေကများလို့ပြီးတော့ အတိုင်နဲ့တောင်ဆေးကြောလို့မရတော့အောင်ဘဝတွေကနာနာကျင်ကျင်ပဲဗျာ